အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေဒီတာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖက်ပြတင်ဆက်ပေးမယ်ဇလန်းလေးကတော့ဒါကြောင့်ကိုကုတ်ကိုချစ်ရတာလို့မိရတဲ့ဂျင်းနဲ့ဘွေရာဇလန်းကောင်းတဲ့ပုဒ်ကို ဖက်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ခင်ဗျာအဖေအေးပါလေဒီလမ်းဘေးမှာခဏရရအောင်ဘာဖြစ်လို့လဲပန်ငါချိုးပြက်နေပြီထင်တယ်။အော်အေးအေး တားဖြစ်သူကကားမောင်းရင်မှစက်ဖုံးအတွင်မှအတန်များကြောင့်သူထင်မြင်ချက်ကိုပြောပြရာကားကိုရှိကုန်နှံလမ်းမကြီးငားတဲ့ကြီးဖျားအလွန်ဗန္နာပင်မှတ်တံမရောက်မီတွင်လမ်းဘေးတို့ကားကိုရဲလိုက်ပါတော့တယ်။ထို့နောက်စက်ဖုံးကိုဖွင့်ရာတားပြောတယ်လို့ပင်ကားရဲ့ရေလေပန်ငါကျိုးများ တစားစီမွှားထွန်နေသည်ကိုတွေ့ရပါတော့တယ်။အဖေတော့ဝက်ရှော့ဆီအောင်တော့ရှာလာအောင်မယ်။အေးအေးပန်ငါကျိုးပါဝကဲနော်။ဟုတ်ကဲ့ဖေး။ တဲဦးတဲသောသားဖြစ်တဲ့အပြင်လိန်မာ၍ညံထက်နေသော သူလည်းဖြစ်သည်ဖြင့်လွန်စွာအကူရတယ်။သားဖြစ်သူဝှျှော့စီရသွားခေါ်နေစဉ်ကားပြင်ထွက်ရန်လမ်းဖေးပရဖောင်းပေါ်၌ဆိတ်လိတ်တောင်းရင်ငိမ်းမောနေမိတယ်။လမ်းမတစ်လျှောက်ကားများဟိုးဟိုးဒီဒီသွားနေကြတယ်။နှစ်လမ်းသွားလမ်းမကြီးဖြစ်သောကြောင့်လည်းအဆုံအဆန်သွားနေရသောရေများကမျက်စိနောက်စီကောင်းလာတယ်။သားထွက်သွားရာဘက်သို့လှမ်းမြော်ကြည့်နေစဉ် တာမွေအဝိုင်းဘက်မှာရွှေကုန်နံဘက်သို့လာသောကားများအတွင်ကားတစီးတွင်ဗီဒီယိုဆလောင်းအကျိုးပယ်များအလူမီနီယံချောင်းအကျိုးပယ်များကိုစက်မှုစုံတုပ်ဒိုင်နာကားပေါ်တွင်ဗယံပဓာတင်ဆောင်သွားသည့်ကို အဝေးမှမြင်နေရသည်။အလူမီနီယံချောင်းများမှာကျိုးစီးထားတော်လဲကားဆောင်သည်ဖြင့်ဖျူဖျေးရှိလာပါတော့တယ်။ကားနောက်ဖက်တွင်ရှည်ထွက်နေပြီးကျိုးလူကျိုးကင်အကွေးအကောက်များပါတယ်။ မောင်းဒီကားကလည်းရင်ကျောရဲ့ဘဲဘဲအစွန်အမြန်ရင်ကျောမှာဖြစ်တယ်။ထို့ကြောင့်ရေကုံနံမတာမွေအဝိုင်းဘက်သို့အမြန်ရင်ကျောမှာသွားနေသောကားများအတွက်စိုးရင်ပွဲဖြစ်တယ်။မတော်တဆထိုအလူမီနီယံချောင်းများနဲ့ချိတ်မိလျင် ကားမှန်ကွဲနိုင်တယ်။ဈေးကွာနိုင်တယ်။ကြည့်နေရမှာပင် အလူမီနီယံချောင်းသေးလေးတစ်ခုဘေးသို့ကားထွက်လာပါတော့တယ်။အပြားမှာငမများချိတ်တဲ့ဘွယ်ပြက်လူပြက်ချင်းအစလေးတစ်ခုလည်းပါပါသေးတယ်။ ထိုကားကကျွန်တော်ကြည့်နေမိရာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်။ထိုအစဉ်တာမွေကြောင်မြောင်းဘက်သို့ပြန်မဲ့ဟိုက်လက်ကားလေးကရွှေကုန်းတိုင်းမီးပွိုင်မှာမောင်းနှင်းလာရမှရှေ့မှာကုန်တင်ရင်ကြီးကိုဖြဲ့ကျော်ရန်ဘယ်ဘက်အမြန်ရင်ကျော်ပေါ်သို့အလင်းအမြန်ပြောင်းကာမောင်းနှင်းလာတယ်။ကားကောင်း၌ရေမျိုးသားတဦးနဲ့လှပချောမော့သော အမျိုးသမီးလေးတဦး။နောက်ဖက်၌ပြည်ဘောကများကို တင်ဆောင်လာပြီး ကားရဲ့ဘဲဘဲပေါင်းနိုင်၌ တစောင်းထိုင်ကပရိဘောကများကိုထိမ့်ကန်ကလိုက်ပါလာသူတူကျုပ်ရှိမောက်ရောက်တွင်တာမွေဘက်မှလာနေသောကားများမှာအလူမီနီယံကျိုးပယ်များတင်ဆောင်သွားသောကားနှင့်ရွှေကုန်နိုင်ဘက်မှလာပြီးကုန်ကားကြီးကိုကျော်ရန်အမြင်ရင်ကျောပေါ်သို့အရှိန်ဖြင့်မောင်းနှင်းလာသောကားတို့ဆုံကြပြီးကျွန်တော်စိုးရိမ်မိတယ်ဟိုင်းလက်ကားနောက်ဖက်၌ထိုင်နေသောသူက ကားရှိန်မြင့်သောကြောင်လာမသည်နောက်ဖက်သို့တစ်ချက်ရိုင်းသွားသလိုဖြစ်သွားတယ် တို့ပါတော့လေအလုံးအေးကြကြမယ်ပြည်စီအဟောင်းများကိုတင်လာတော့ဒိုင်းနာကလည်းရွှေကုံနံဘတ်တို့မောင်းမြဲစွာမောင်းသွားတယ်အပြား၌ငမားချိတ်ပုံတရံအောက်နေသော၆လက်မခန့်အလူမီနီယံစာလေးကဘယ်သို့ပြုတ်ကျခဲ့တယ်မသိမတွေ့ရတော့တာမွေဘတ်တို့သွားတော့ဟိုင်းလက်ကားလေးလည်းအေးလူလူပင်ထိုးစင်အဖေရေဝက်ရှော့စီယာကို မနှဲရှာရတယ် ဟုတ်လားပန်ကာချိုးရောတခါတည်းဝယ်ခဲ့တယ်အေးအေးအမြန်ပြင်းကွာဟုတ်ကဲ့အဖေတားပြည့်သူနဲ့ဝက်ရှော့ဆရာတို့ပန်ကာချိုးကို ဖြုတ်လဲကြတယ်တိတ်မကြလိုက်အားလုံးပြီးစီသွားတော့တယ်ကျွန်တော်တို့သားအဖလည်းကြောင်မြောင်းရှိ စာတကြီးအလင်းချစ်သူစာအုပ်ဆိုင်များတို့စာအုပ်ဖျက်ရန်ဆက်ချီထွက်ခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်ညီမဖြစ်သူရဲ့စာအုပ်တိုင်၌စကားပြောနေစဉ် ဖုံးဝင်လာတယ်။ကြောင်မြောင်းမှစာရေးเสียမတ်ခိုင်သေးတာ ဖြစ်ပါတော့တယ်။အားရင်လာခဲ့ပါဦးဟုဆိုသဖြင့်လာမီဖြစ်ကြောင်းပြောကာဖုံးချပြီးတဲ့နောက်ကားကိုမောင်းကာကြောင်မြောင်းသူထွက်လာခဲ့တယ်။အိမ်ရှိရောက်တွင်ဆီယာမာလေးခိုင်သေးတာ ထွက်ကြိုနေပါတော့တယ်။ဟဲရောက်လာပြီလားအိမ်ထဲဝင်လေ။အေးပါနင်ဘာရေးကြီးလို့ခေါ်တာလဲ။ငါနင့်ကို တိုင်ပင်စရာရှိလို့ စကားတပြောပြောနဲ့အိမ်ထဲသို့အရောက်ကိုကိုလာပြီလားကိုကိုကြီးမိဒီမှာကိုကိုမြင်မြန်လာလေမိတို့ဟန်နီမွန်းသွားကြမယ်အခန်းအတွင်မှာထွက်ပေါ်လာတော့အမျိုးသမီးတဦးရဲ့အတံများကြားရတယ်ဟဲ့မခိုင်အထဲကဘာသူလဲအဲ့ဒါပြောချင်လို့ခေါ်လိုက်တာဘာဒီလဲရှင်းပြပါအောင်အေးပါဟဲ့ငါပြောပြပါမယ်အခန်းထဲကအတန်တစားစားလေးကပျောက်မှတ်သွား တစားစားအောက်ခေါ်ရင်တခတရံရှိုက်ကြီးတငင်ငိုကြွေးနေသည်ကိုအတိုင်းသားကြားရတယ်။မခန်ကကျွန်တော်အတွက်ကော်ဖီမင်းဖြော်လာပေးရင်ငါပြောချင်တာသူ့အကြောင်းပေါ်ဟဲ။သူကဘာတူလဲ။ငါကြီးမလေးလေ။သူ့ဘာဖြစ်လို့လဲ။နင်ကြားတဲ့အတိုင်းပေါ်ဟဲ။သူ့စိတ်တွေကမူမမှန်တော့ဘူး။စိတ်မကောင်းစရာပဲ။အေးလေသူတို့အဖြစ်ကရင်နေစရာပါဟဲ။ ပြောပြလို့ရရင် ပြောပြပါလားဒီလိုဟဲ့ညီမလေးနဲ့သူ့ချစ်သူကအယံကိုချစ်ကြတာကြောင်းပြီးလို့အလုတ်ကိုစီပြီးရင်လက်ထက်ကြမယ်လို့စဉ်းစားခဲ့ကြတယ်တကယ်လဲကြောင်းပြီးအလုတ်ရလို့လက်ထက်ရက်ကိုရေးပြီးတော့သူတို့ချစ်သူနှစ်ယောက်နဲ့တငယ်ချင်းကားသမားတို့ခန်းဝင်ပစ္စည်းတွေကိုမြို့ထဲကဝယ်ပြီးပြန်လာကြတယ်သူ့ရဲ့ဟန်လက်ကားလေးကိုသူ့တငယ်ချင်းကိုမောင်းခိုင်းပြီးညီမလေးကိုခေါင်းခန်းထဲမှာပဲထိုင်ခိုင်းတော့တာ သူကကားနောက်ကပြီးဘောကပစ္စည်းတွေကိုလွတ်မကြအောင်လို့ထိန်းကန်ပြီးပြန်လာကြတယ်။ပစ္စည်းတွေက ကားပြိတ်ဆိုတော့သူကလွတ်တဲ့ကားနောက်ခံဘေးကားပေါ်မှာတစောင်းထန်လိုက်လာတာပေါ့။အိမ်ရောက်တော့သူကကားအောက်ဆင်းမလာဘဲမှန်တဲ့ကုံလေးကိုကန်ပြီးငုတ်တုတ်ထိုင်းနေတယ်။ညီမလေးကကားကောင်းကဆင်းပြီးသူ့ရဲ့ခါးကိုဆွဲပြီးဆင်းခိုင်းတာလေသူကမလုံးမရှက်ပဲ။ ဒါနဲ့ညီမလေးကသူ့ကိုစနောက်နေတယ်ထင်ပြီးစိတ်ကောက်နေတယ်လို့လှုပ်ပြီးအတင်းဆွဲချလိုက်တယ်။သူကတော့မလုံမရှက်ပဲ။သူ့တန်ငယ်ချင်းလည်းဒီအချိန်ကြားမှာကားဆက်ကိုပိတ်ပြီးဆင်းလာခဲ့တာ။ဒါပေမဲ့ပစ္စည်းတွေကကွယ်နေတော့သူ့ဘာဖြစ်နေလဲဘယ်သူမှမသိဘူးလေ။ညီမလေးကတင်းခေါ်ပေမဲ့သူကကြောက်ရွံ့ကြီးလိုပဲ။ဒီမှာကားမောင်းတဲ့သူ့တန်ငယ်ချင်းကကားပေါ်တက်ပြီးကြီးလိုက်တော့သူ့ရဲ့ရင်ဘက်ရင်အုံမှာသွေးတွေဆူရွှဲနေတယ်။အင်ဂျင်နီယောင်ဆိုတော့ ချွေးထွက်နေတယ်လို့ပဲထင်တာပေါ့မျက်လုံးကတော့တခုခုခံစားနေရဟန်နဲ့တူတယ်သူ့လက်တွေကသူ့ဇနီးလောင်းလေးရဲ့မှန်တဲကုံလေးကိုစုပ်ကင်ထားတာလုံးဝမလွတ်ဘူးတငယ်ချင်းကအတင်းဖြုတ်လိုက်မှ သူ့ညီမလေးရှိကိုပြုတ်ကျသွားတယ်ညီမလေးလည်းစိုးရိမ်တကြီးပွေ့ဖက်အော်ခေါ်ပေမဲ့သူ့ပြမထူးဘူးလေဘဲဘဲရင်ဝမှာအလူမီနီယံအကျိုးပဲတစုစူးဝင်ပြီးသွေးတွေကဆုတ်ရွှဲနေတာဒီမြင်ကွင်းကုန်မြင်ပြီးညီမလေးလည်းပြော့ခွေမေးလဲသွားတယ် ပဝင်းကျင်ကလူတွေရောက်လာပြီးကူညီကြပေမဲ့ညီမလေးကိုလည်းစီးရုံအမြန်ဖို့ကူတာလို့တတိရလာတဲ့အချိန်တော့ကိုကိုနဲ့ဟန်နီမွန်ထွက်မယ်ဆိုပြီးအချင်းချင်းပြောနေတော့တာပါပဲစကားပြောရင်းမှမျက်ရည်များကျလာတော့မခိုင်ကိုကြည့်ကကျွန်တော်လည်းများစွာစိတ်မကောင်းဖြစ်ခဲ့ရတယ်ထို့စဉ်ကိုကိုကြီးမင်္ဂလာဆောင်ပြီးရဟန်နီမွန်ထွက်မယ်ဆို အခုဘယ်သွားနေတာလဲမီးဆောင်နေတာမောလာပြီကိုကိုညာမပြောရဘူးနော် ကိုကိုဝယ်ပေးတဲ့မန်တင်ကုံကတိတ်လာတာပဲမီးလေကိုတို့ရဲ့မန်တင်ကုံလေးပေါ်ကမှန်လေးကိုနေတိုင်းကြည့်ပြီးအလားပြေနာတိလာကိုကိုပဲငပလီကဟိုတယ်မှာသွားပြီးကမ်းခြေမှာအပန်းဖြေမယ်ဆိုကိုကိုခရီးတိုင်းတော့မိကတော့စောင့်နေမှာပဲကိုကိုဘယ်တော့လဲပြောလီပြောပါဆိုအခန်းထဲကအတန်များကြောင့်မက်ခိုင်လည်းပြန်ငိုရတယ် ကျွန်တော်သိလိုက်ပါပြီကျွန်တော်ကားပန်ကားချုပ်ပြည့်ရင်ခဏနားနေစဉ်မြင်ကွင်းများမျက်လုံးထဲတွင်အစီရင်ပေါ်လာခဲ့တယ်စိတ်မကောင်းပါဒိုင်နာကားနဲ့ဟိုင်းလက်ကားတို့စုံစည်းရာကဒိုင်နာကားမှာဘေးသူထွက်လာတော့အလူမီနီယံကြောင်းဖျားမှာပြက်လူပြက်ခြင်း၆လက်မခန့်အလူမီနီယံဇာလီကလမ်းမပေါ်ကြကြံခြင်းမဟုတ်ပင်မင်္ဂလာဆောင်တော့မဲ့သရိုးသားရဲ့ရင်ဝါထဲသို့နှိမ့်မြုပ်သွားခြင်းဖြစ်ပါတော့တယ် ခြေသူနှစ်ဦးဘဝတစ်ခုလက်တွဲဖို့ရပိုင်းကလေးအလိုမှာဖြင့်၆လက်မခန့်အလူမီနီယံစာလေးကဘဝချားသွားခဲ့ပါပြီ။ရင်နာစရာကောင်းပြီစွာ။မစင်းစားမစင်ကျင်နဲ့ညံမဲ့သောတင်းကျင်သလိုတင်းမောင်းကျင်သလိုမောင်းသောရင်မောင်းကြောင့်တိတ်ချေရတဲ့ခြေသူနှစ်ဦးဘဝချခဲ့ပြီ။ကျင်ရသူလည်းစိတ်ဝေဒနာဖြစ်ခဲ့ရတယ်။မိသားစုအလုံးလည်းအပူမီးတောင်များတသက်လုံးခံစားရတော့မယ်။ လုပ်ပါအောင်တငယ်ချင်းရေငါဘလို့ဖီးရမှာလဲမခန့်ရေစိတ်မထိကြိုက်ပါနဲ့ငါလည်းစိတ်မကောင်းပါဘူးအတိုင်နန်ဆိုကိုကြီးပါဟဲ့အေးပါငါဆရာဝန်ကြီးတွေနဲ့တိုင်ပင်ပြီးခေါ်ခဲ့ပါမယ်ထို့သောဖြင့်နောက်ပိုင်းတွင်မခန့်အိမ်သို့မကြာခဏရောက်သွားခဲ့တယ်ကိုကြီးမခန့်တော့သိကျင်ပြီးဆရာဝန်ကြီးကတဖြည်းဖြည်းကူမှရမယ်တဲ့သူစိတ်ခံစားမှုကအလွန်ကြီးမားလွန်းနေတယ်သူနှလုံးဟာ တိတ်ပြီးမူမမှန်တော့ဘူးတဲ့ဝမ်းနေလုံးနဲ့ဝမ်းသာလုံးနဲ့ဒုက္ခရောက်နိုင်နေတဲ့ဒါကြောင့်မလို့စိတ်ချမ်းသာအောင်လို့သာစောင့်ရှောက်ပါတဲ့မခိုင်ငါတခုစဉ်းစားမိတယ်ဘာလဲရင်ဖုန်းတော်ကြီးတွေပေးပြီးကုသလေးပါလေးလုပ်ပေးရင် မကောင်းဘူးလားသူစိတ်ပြောင်းသွားအောင်လို့ပေါ့အင်းကောင်းမယ်ထင်တယ်ဒါဆိုငါမနှက်ပြန်ဖုန်းကြီးငါးပါးကိုပင့်ခဲ့မယ်အင်းမာ ဖုန်ကြီးများကိုကြိုတင်လျှောက်ထားသဖြင့်အကြောင်းဆောင်တည်ပြီးသားဖြစ်သောဖုန်ကြီးများကတကယ်မလေးကိုအတူခေါ်လိုက်ပါမှန်မဖျားညီမလေးကပျော်ပျော်ရွှင်ရွှင်လိုက်ပါလာတယ်အင်းရှိမရောက်ခင်ညီမလေးကမမဒါညီမတို့ဆွန်ကျွေးလာရင်အင်းပေါ့ပြောလိုက်တာမမရဲ့ကိုကိုလည်းခေါ်လာအောင်မယ်အင်းမှာ ဖုံးတော်ကြီးရှိသူရောက်တော့ခါရည်ရင်ကြည်ကြည်ဥချကြောနေတော့မခရဲ့ညီမမှာစိတ်ဝေဒနာတူးလို့ထင်မဆရာမရှိပါဆရာတော်ကြီးကတကယ်မလေးနေကောင်းရဲ့လားမှန်မနေကောင်းပါရဲ့ဖျားစိတ်ချမ်းသာရဲ့လားဒီနေ့ပို့ပြီးစိတ်ချမ်းသာပါရဲ့ဖျားဘာဖြစ်လို့လဲကွတပည့်တော်မှာကိုကိုနဲ့နေရတော်မင်ဖျားဩ ဆရာတော်ကြီးထိုများသာဆိုနိုင်တယ်။ထို့နောက်ဖီးယားကတော့သီလယူဒါနဘာဝနာကိုဟောကြားပြီးရည်စဲချတဲ့အခါမှာတော့ကုကုရည်စဲသူချမယ်နော်။ဒါမှဘဝဆက်တန်းပေါင်းဖက်ရမှာသိလား။အခုမင်္ဂလာဆုံးကြီးတာပြီးရင်အတူသွားလို့ရပြီသိလား။ငပလီကိုဟန်းနှင်းဝှက်ထွက်မယ်နော်။တယောက်ထဲနဘေးမှာသူ့ချစ်သူရှိတဲ့ဟန်နဲ့ ရေရွတ်တွတ်တွတ်ပြောနေတော့သူမကိုကြီးကဖုံးကြီးများလဲစိတ်မကောင်းကြအတူတရားလာနာတဲ့ဧည့်သည်များလဲမျက်ရည်များဝိုင်းကြကျွန်တော်ရင်နေထဲမှာလဲတခုခုစူထားသလိုခံစားရတယ်မခိုင်နဲ့ကျွန်တော်မကြခဏဖုံးဆက်ခြင်းတွေးဆောင်ခြင်းများရှိရာမခိုင်ကြီးမလေးချီနေမှာတနေ့တခြားပို၍ဆိုးလာကြောင်သိခဲ့ရတယ်ကိုဦးကြီးညီမလေးအခုပို့ဆိုးလာသလိုပဲဘလို့ဆိုးလို့လဲ အရင်ကအိမ်မော်ပါပဲနေတာကိုကိုလာတယ်ဆိုပြီးသူ့ချစ်သူကားပေါ်မှာဆွဲချခဲ့တဲ့နေရာကိုသွားပြီးစကားပြောနေတယ်စိတ်ဆွဲလန်းမှုကြီးလာကြီးလာညီမလေးရဲ့အချစ်စိတ်ကြောင့်စိတ်မထိနိုင်ဖြစ်ရတာပဲလေအခုကလည်းသူ့စိတ်ကူးနဲ့သူပြောနေတာပါ သူ့အတွင်းနဲ့သူတော့တကယ်လို့ယူဆနေမှာပေါ့မခိုင်ကြည့်တာတော့တကယ်လူတယောက်ရှိနေလို့ပြောနေသလိုပဲမထင်ပါနဲ့မခိုင်ရဲ့ သူစိတ်ချမ်းသာလို့သာထားပါနောက်ပိုင်းညီမလေးကမှန်တင်ကုန်ရှိမှထိုင်ပြီးအလှပြင်ပြီးတော့မှန်ကိုကြည့်ပြီးတော့ကိုကိုမိလာလာရင်မိနှက်ခန်းကဒီရောင်နဲ့လိုက်ရလားပြောပါဦးကိုကိုရဲ့ကိုကိုကမိကိုတိတ်ချစ်တာပဲနော်မိတိတ်ကြည်နေတယ်သိလားကိုကိုမိတို့ဟန်းနေမထွက်ကြမယ်လေအဲ့ဒီလိုတွေပြောနေတော့တာပဲတခါတလေညဘက်ကြီးအိမ်ပေါ့ဝါမှာရက်ပြီး ကိုကိုဒီနေ့နောက်ကြတယ်ကွာမိစိတ်ကောင်းလိုက်မှာနော်မိကွယ်ရမှာဘာလုပ်သေးလဲနောက်နေ့စောစောပြန်လာရမယ်ဒါပဲဒီလိုတွေပြောနေတော့တယ်ကိုဦးရေမခိုင်ဘလို့လုံးရမလဲမခိုင်စိတ်ကိုငြိမ်အောင်ထားပါညီမလေးကစိတ်ယောဂသဘောမျိုးဖြစ်နေတော့သူပြောချင်ရပြောမှာပေါ့ဒီချက်ပိုဆိုးမလာခင်တော့စိတ်ကျမ်းမာရေးစီယုံကပညာရှင်ဆရာဝန်ကြီးစီနေတံမြင်ပြသလို့လိုအပ်မယ်ထင်တယ်ဒီအတော့တွင် မခိုင်ကဖီယာတရားများများလို့ပတိစိတ်မေတ္တာပို့အမြဝေညီမလေးဝေဒနာ အမြန်ပြောက်ဖို့လဲစူတောင်းပေါ်စူပြီးတော့ကြံပြီးလိုက်တယ်ဒီနေ့မခိုင်က ပြောလာတယ်မခိုင်ဖီယာရှိခိုးပြီးဂုံတော်ကာရာများရွတ်ပွားလျင်ညီမလေးကမမရေအဲ့ဓာတွေမလုပ်ပါနဲ့ကိုကိုကပြောတယ်သူနားထဲမှာစူညံလို့တဲ့အဲ့လိုမရဘူးတဲ့အဲ့ဒီလိုမျိုး လာတာတယ် မခိုင်လီချက်သီးမွင်းကြီးနေထသွားတာပဲဒါပေမဲ့ညီမလေးကိုစိတ်ချမ်းသာအောင်လို့ထားမယ်ဆိုပြီးသူမကြိုက်တာမလုပ်ပါဘူးကိုဦးရဲ့အခုတော့ညီမလေးကိုအစာကျွေးလဲစားတယ်အလားပါလေသူကကြိုက်ပြီးသားသူကိုယ်သူပြင်ဆင်ဖိလိမ့်နေတာပဲကျန်ကျန်တန်းန်းဆိုတာမျိုးမဟုတ်တော့အခန်းနဲ့ပိတ်ထားဖို့လည်းမလိုဘူးလေဒါပေမဲ့ညီမလေးတနေ့တခြားပိန်လာတယ်တခါတခါသွေးမရှိတော့တယ်လို့မျိုးဖြစ်သွားတယ် ဆရာဝန်ခေါ်ပြတော့လေဖျားနေတာဘာမှမရှိဘူးတူးဆန့်တယ်လို့ပဲဒါဖြင့်မခိုင်ရဲ့သူစိတ်ပြေရာဖြစ်ကြောင်းညီမလေးကိုခေါ်သွားပြီးခီးထွက်ပါလားအင်းဟုတ်တယ်နော်ဒီနေ့မှာတော့ညီမလေးရေဒိုးအမဗကံမဖျားဖူးသွားကြမယ်ညီမလေးမလိုက်တော့ဘူးဘာဖြစ်လို့လဲညီမရဲ့ညီမမရောက်ဘူးသေးလို့ပျော့ပျော့ပပသွားကြမှလေကွယ်ကိုကိုကပြောတယ်တပတ်ကဟန်နီမူထွက်ကြမယ်တဲ့ ိုးဟုတ်တယ်မမရဲ့ကိုကိုကမိကိုဘာမှမယူလာနဲ့တဲ့ဟိုရောက်မှသူ့စိတ်ကြိုက် အလားပါတွေဝယ်စင်မဲတဲ့မိလေးသာအဲ့ဒီနေ့မှာ အလားပါဆုံးဖြစ်အောင်ပြင်ဆင်ထားပါတဲ့ဘုရောမမစိတ်မဆိုးရဘူးနော်ညီမလေးတို့လင်မယားနဲ့အောင်ထဲသွားမှာမမကအပြိုကြီးလိုက်လို့မရဘူးအင်းအင်းမညီမလေးရေအိုးမမကလည်းမငိုပါနဲ့မမရဲ့ ကျမကညီမလေးပြောပုံနေမူမမှန်တယ်လို့ဖြစ်နေလို့ဝမ်းနေပြီးငိုချလိုက်တယ်။ညီမလေးကပဲမက်ခိုင်ပခုံးကိုဖတ်ပြီးအမကြီးပုံစံနဲ့ချော်ပြီးရေနေသေးတယ်။တနေ့နဲ့နဲ့မှာဖုံးခေါ်တန်းညံနေတယ်။ဒါနဲ့ဖုံးကိုကောက်ကန်လိုက်တော့မက်ခိုင်ထိုင်မှဖြစ်တယ်။သူမရဲ့အတန်းကအမော်တကော်စိုးရိမ်တကြီး။ဟယ်လိုကိုဦးရေညီမလေးတပတ်ခါသူတို့လင်မယာဟန်နီမွန်းထွက်မလို့တဲ့။ဟုတ်လား ူစိတ်ချမ်းသာတယ်လို့ပြောနေတာနေမှာပါမခိုင်တော့မတင်ကဘူးကိုုံမနှက်ပြန်လာခဲ့ပြီအေးပါအေးပါကျွန်တော်ရောက်သွားတော့မခိုင်ကပြောပြရှာတယ်ကိုဦးရေဝေရှိရင်လည်းကြေးပါစီတော့မခိုင်ရေတရားနဲ့ဖြေပါတဖြည်းဖြည်းတော့ကောင်းလာမှာပါအခုမှပိုဆိုးလာတယ်လို့ပဲညာဘက်ဒီလေညီမလေးအခန်းကတီတို့စကားတန်ကြီးကြားနေရတယ်နောက်ပြီးတော့ရော ညီမလေးသူခန်းထဲမှာရှိပေမဲ့အိမ်ဘကူလူတယောက်ဖြတ်တယ်လို့ကြားနေရတယ်။မခိုင်တလဲတွေတွေးနေလို့နေမှာပါ။မဟုတ်ပါဘူးတကယ်ပါ။ဒါဆိုရင်ဖီးယားစာပိတ်ပဋ္ဌာန်းနေရုံမယ်။အေးကောင်းပါတယ်စိတ်ရှင်းသွားတာပေါ့။ထို့စဉ်မခိုင်ရဲ့ညီမလေးခန်းမှာကိုကိုကားလက်မှတ်ဝယ်ပြီးပြီလား။တကယ်ပြောတာနော်။ကိုကိုစိတ်ကြိုက်ဒီလိုလေးဝတ်တာလှလာရင် ကျွန်တော်များစွာစိတ်မချမ်းသာလာပါ အလွန်လှပသောအပြိုဖျန်းလေးတယောက်ဖြစ်သောပညာတတ်လိမ္မာသောရီမုံပြုတ်မြစ်သောညီမလေးရင်းတစ်ဖွဲရင်ရင်လေးယူနေတဲ့သူ့ကလေးကိုလွန်စွာတနာမိတယ်ထို့တူညီမအတွက် အလွန်ခံစားနေရသောထိုစဉ်နဲ့အမျှမျက်ရည်ကျရသောတန်ငယ်ချင်းမခိုင်အတွက်လည်းစိတ်မကောင်းဖြစ်ရတယ်ကံကံရဲ့အကျိုးကိုယုံကြည်ကြတယ် ပြုခဲ့ဘူးသော ကံကြောင်များ ပြန်ခံရလေသလားမသည်စိတ်ဖြင့်တောင်းမိသောစုများကြောင့်လားဝေကျွေးတို့ကုံအောင်ဆက်နေရသလားမိသောပင်ဖြစ်စေမနှက်ပြန်အတွက်ဆရာတော်ကြီးများပင်၍စွန့်ကြွေပြိိနာကမဝါရွရံအတွက်ဆရာတော်ကြီးများကို ပင်းလျှောက်ရန်ဆရာတော်ကြီးများတိလာ300ဖုံးတော်ကြီးကျောင်းသို့ထွက်လာခဲ့ပါတော့တယ်မခန့်ရေဖုံဖုံတို့ကြွလာပြီး ဟုတ်ကဲ့ကိုဦးအဆင်သင့်ပြင်ပြီးပါပြီကြွပါဖျားဆရာတော်ကြီးကကဲတကားလေးဟိုတကယ်မလေးရဲ့ညီမလေးကိုလည်းချော့ပြီးခေါ်ခဲ့တီလာယူတရားနာရအောင်မှန်လားပါဗျာမခိုင်တယောက်ညီမလေးခန်းထဲသို့ဝင်သွားတယ်မိသားစု အမျိုးများကလည်းဖုန်ကြီးများနဲ့စကားပြောနေကြတယ်အမလေးကဲချပါအောင်ညီမလေးကိုကဲပါအောင် အတွင်းဘက်ခန်းမှာအလံတကြားအော်ဟေးလိုက်တော့မခန့်အတန်းကြောင့်ကျွန်တော်နဲ့အတူ မခန့်ရဲ့အမျိုးများထိုခိုင်းတဲ့သူရုပ်ချီဝင်ရောက်လာခဲ့တယ်။နောက်ကျသွားပါပြီ။အားလုံးနောက်ကျသွားပါပြီ။မင်္ဂလာဆောင်ရန်အတွက်သွားဝယ်လာခဲ့တော့ဂရေမွေရာဆောင်ချင်အောင်ခေါအောင်မှန်တင်ကုန်အဝိပီယုံများဖြင့်တည့်ရက်လှပသောခင်မိသောအခန်းတွင်နှစ်ယောက်အိတ်ကရင်ပေါ်ရှိမွေရာထူကြီးပေါ်တွင် အလွန်လှပသော ကျက်တရည်နဲ့ပြေဆုံးလာတော့မိန်းကလေးတဦးကအိပ်ပျော်နေတဲ့ယောင်နှခမ်းနှလွာတို့ကလည်းကြည်နဲ့ပျော်ရွှင်သောအပြုံးများနဲ့ငြိမ်သက်နေပါတယ်လှုပ်နှိုးရမိရာကျွန်တော်ဆရာဝန်ခေါ်ရန်တိုက်တွန်းသဖြင့်မခိုင်မိသားစုဆရာဝန်ကိုဖုန်းဖြင့်အကြောင်းကြားလိုက်တယ်မကြာမီမိသားစုဆရာဝန်ရောက်လာပြီးစံသက်တော့အသက်ဝန်းကျင်ကင်းမဲ့နေပြီဆရာဝန်က ကျွန်တော်အစောကပြောတယ် ဝမ်းသာရင်လည်းထိခိုက်တယ်ဝမ်းနေရင်လည်းထိခိုက်တယ်လို့အခုကကသူ့စိတ်တစ်ခုခုတိတ်ပြီးတော့ပျော်ရွှင်သွားတဲ့ပုံပဲစီယာဝင်လည်းစိတ်မကောင်းစွာ ပြန်သွားလိမ့်ပြီမခိုင်တယောက်အယူတယောက်လိုလိုက်လိုက်တဲတဲငိုကြွေးလိုက်ဒီကိုကျွန်တော်မကြည့်ရအောင်ဖြစ်တယ်ဆိုရှို့နေတော့ကျွန်တော်တို့မျက်ဝန်းကလည်းထိလို့မနိုင်တော့ပါကရင်ဘေးမှတ်တဲ့ခုံပေါ်မှာနှကန်းဆိုးစိ နီနီရဲရဲလေးနဲ့ရေးသားထားသောစာလေးတစ်ချောင်းကိုမြင်လိုက်ရတယ်။အသေးချာဖတ်ကြည့်လိုက်တော့ဒါကြောင့်ကိုကိုကိုတိတ်ချစ်တာတဲ့။ဟုတ်ကဲ့ဇလန်းလေးမှာတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီခင်ဗျာ။အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။